ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါအခုလောမင်္ဂလာနေ့ရက်တိလေးချိန်ခါမှာသင်တို့အားလုံးစေယောကိုပါရှင်လန်းချမ်းမြေ့ကြပါစေဘုရားသခင်တညာလုံးကျွန်တော်ကိုဘေးကင်းလုံးကျောစွာအိတ်ဆက်ခွင့်ပေးတယ်ပြန်လဲပြီးတော့노ထအသက်ရှင်ခွင့်ရတယ်ဒါဒီနေ့ကျွန်တော်အဲ့အသက်တာမှာလို့ရှင်နှလုံးခုန်နှုံးမရဘူးသွေးခုန်နှုံးလည်းမရဘူးကျွန်တော်အားလုံးအသက်ဆက်ဆက်ဘုရားသခင်ကပြန်လဲ၍ကြမ်းပါသောတတရှင်လန်းသောတတဝမ်းမြောက်သောတတနဲ့ဖခင်ကနေ့ရက်တိကိုပြန်လဲမောမပေးတဲ့ခါမှာအဲ့ဒီအတွက်ဝမ်းမြောက်ကြရအောင် ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကို ပေးသွားခြင်းနဲ့သတင်းစကားကတော့ဘုရားရှင်ရဲ့ပြည့်ညတ်တော်၁၀ပါးရှိကြောင်းကျွန်တော်ဆက်လိုက်ပြီးတော့လေ့လာကြမယ်။ဒါကြောင့်ဘုရားဘုရားမှာဆိုရှင်ဘုရားသခင် ပေးထားတဲ့ပြည့်ညတ်တော်ဆိုတာဘယ်နှပါးရှိတယ်လဲ။၁၀ပါးရှိတယ်။အဲဒီ၁၀ပါးကဆိုရှင်ယနေ့ကျွန်တော်ဂျမတို့အတွက်ဘုရားသခင်ကအာဘယ်လိုပဲပုံနည်းအဖြစ်ပေးခဲ့တယ်လဲ။ဒီချင်းကြောင့်ကျွန်တော်လေ့လာပြီးတော့ဝိညာဉ်ခေါ်အတိဆောက်ကြရအောင်။ဂျောမအော်ရာစာခန်းကြီး၅ပိုင်းငယ်၃၄ကိုကြည့်တဲ့အခါမှာဆိုရှင်တော့ ပညာတရားကိုမထမိတိုင်အောင်ဤလောက၌အပြစ်ရှိ၏အဘယ်ပညာတရားမျှမရှိလျင် အပြစ်ရှိသည်ဟုမဆရာမရှိသို့တော်လည်းအာဒံလက်ထက်မှစ၍မောရှိလက်ထက်တိုင်အောင်သိခြင်းတရားသည်အစိုးရ၏နော်ဒီမှာကြည့်တဲ့ခါမှာဆိုရှင်တော့အကယ်၍သာကျွန်တော်ကပညာတရားမထဘူးပညာတရားတွေမရှိဘူးဥပဒေတွေမရှိဘူးဆိုရင်တော့ယနေ့ကျွန်တော်အားလုံးကဘာအပြစ်မှရှိမှာမဟုတ်ဘူးဘာကြောင့်လဲကိုလှုပ်တာကိုမှန်မှာပဲလေ ပညာတရားမရှိဘူးနိုင်ငံမှာလည်းပဲဥပဒေမရှိဘူးအိမ်မှာလည်းပဲစီကံမရှိဘူးကျောင်းမှာလည်းပဲစီကံမရှိဘူးဥပဒေမရှိဘူးပညာချက်တွေမရှိဘူးဆိုရင်ကျွန်တော်အားလုံးကစာကြက်ကြက်အောင်းချင်းအောင်းမအောင်းချင်းနေတော့ရှုံးရင်လည်းပဲဒါမှန်တယ်ငါမှန်တယ်ဒါမှမဟုတ်အောင်းမြင်ရင်လည်းပဲငါမှန်တယ်အဲ့လိုဖြစ်ကုန်ကြမှာပဲအဲဒီတော့ကြောက်ပါပဲဆိုတော့ပညာတရားမထားမိတိုင်အောင်ဤလောက၌အပြစ်ရှိ၏တဲ့နော်ပညာတရားတွေမရှိခင်ကတည်းကဒီလောကကဆိုရှင်နော်ဒီမှာ အပြစ်ရှိတယ်တဲ့နော်အဘယ်ပညာတရားမရှိလေရအပြစ်ရှိသည်ဟုထင်မမဆရာမရှိတဲ့နော်ဒါကြောင့်ပညာတရားမရှိရင်အပြစ်ရှိသည်ဟုမဆရာမရှိဘူးတဲ့နော်ဒါကြောင့်ပညာတာပညာချက်မရှိဘူးဆိုရင်တော့ကျွန်တော်ကဘာမှအပြစ်ရှိမှာမဟုတ်ဘူးဒါကြောင့်ပညာချက်ရှိတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်ကဘာလောက်ခဲ့တယ်လဲကျွန်တော်ဘာကိုကျွတ်လွန်ခဲ့တယ်လဲကျွန်တော်ဘာတွေအတွက်ကျွန်တော်ကဆိုချင်းတခါတည်းကိုကျွန်တော်ရဲ့အသက်တာမှာဆိုရှင်သင်ခဲ့တယ်လဲ ဒါကိုပြန်လဲပြီးတော့ကျွန်တော်ကိုယ်တိုင်ကပြန်လဲစဉ်းစားဆင်ခြင်လိုက်တဲ့ခါမှာဟာငါမှဒါတို့လိုတွေဖြစ်သွားတယ်ဒါငါရဲ့အားနဲ့ချက်ပဲငါပြုတ်ပြင်ဖို့ရအတွက်ငါမှဆိုရှင်အချိန်ရှိသေးတယ်တိုင်မှာငါအပြစ်လုပ်လိုက်တယ်အပြစ်လုပ်လိုက်တဲ့အတွက်ကြောင့်ငါရဲ့အပြစ်ကိုငါနောက်တာရဖို့အချိန်ရှိသေးတယ်ဒါကြောင့်ဘုရားရှင်ရှေ့မှာဒူးထောင်းမယ်ဝင်ချမယ်တောင်းပန်မယ်ဒါဒီအတွက်ကြောင့်ပါပဲဆိုတော့ဘုရားသခင်ကပါပဲဆိုတော့သို့တော်လဲတဲ့အာဒန်လက်အာဒန်လက်ထက်မှာစာရွေးမောရှိလက်ထက်တိုင်အောင်တည်ခြင်းတရားဒီအစိုးရကြီးเนาะဒါကြောင့်ကျွန်တော်ကိုယ်တိုင်က အပြစ်ရှိလို့ဒါလည်းသိရတာကိုနော်အပြစ်ရှိတာကဘာဖြစ်လို့လဲဘာကြောင့်အပြစ်ရှိတာလဲအဓိကအပြစ်ရှိရခြင်းရဲ့အကြောင်းရင်းကတော့ရှင်ပညာတော်ကိုချိုးဖောက်လို့ပဲနော်ဥပဒေကိုချိုးဖောက်လို့ပဲအာဏာကိုဖိစံလို့ပဲဒါဒါကြောင့်အပြစ်ရှိတာလေဒါအပြစ်ရှိတဲ့အတွက်ကြောင့်တရားစီရင်ခြင်းခံရတယ်ဥပဒေနဲ့ရင်ဆိုင်ရတယ်ဒါဒီနေ့ကြည့်လိုက်တဲ့အခါမှာဆိုရှင်အာဒံလက်ထက်မှစာရွေးမောရှေလက်ထက်တိုင်အောင်သေခြင်းတရားဒီအစိုးရကြီးတဲ့နော်သေခြင်းတရားအစိုးရကြီးတယ် ဘာကြောင့်တေချင်းတရားအုပ်ဆိုးရတာလဲအပြည့်ရခပါလေတေချင်းလေအပြည့်ရခကတေချင်းလို့ပြောရလောက်အောင်အပြည့်ရခကတေချင်းဆိုတဲ့အရာကိုရင်ဆိုင်ခဲ့ရတာပါလေဘုရားရဲ့ပညာတော်ကိုမလိုက်ရှောက်လို့ဘုရားရဲ့စကားကိုနားမထောင်ခဲ့လို့ဒါအဲ့လိုဖြစ်ခဲ့တာနော်အာရန်ကိုပြောတယ်ဒီအသီးကိုမစားနဲ့ဘုရားကမိမ့်မိမ့်ပါခဲ့တာပဲတိုးပေမဲ့လည်းဘုရားစကားကိုနားထောင်ခဲ့လားနာမထောင်မှုလေနာမထောင်တဲ့အတွက်ကြောင့်ကျွန်တော်ရရှိတဲ့အကျိုးကျေးဇူးကပါလေအပြည့်ရခဒီကိုတော့တေချင်းကိုရောက်လာတာ ။ဒါကြောင့်နားမထောင်ခြင်းရဲ့အကျိုးကအပြစ်ကိုရောက်တာဖြစ်တယ်။အဲဒီတော့ဒီနေ့အပြစ်ရှိတာခြင်းရဲ့အကြောင်းရင်းကကျွန်တော်ဖျားစကားနားမထောင်လို့ပြညတ်တော်ကိုနားမထောင်လို့ဖြစ်တယ်။ဒါရှင်ယောခရစ်ပထမဆောင်ခန်းကြီး၃ပိုင်းငယ်လေးကိုကြည့်တဲ့အခါမှာဒူးစရိုက်ကိုသူပြုတ်တော်သူမြေတီကပြညတ်တော်ကိုလူကျူ၏ဒူးစရိုက်တီကပြညတ်တော်ကိုလူကျူခြင်းဖြစ်တည်းတဲ့။ကြောက်ပြီဒါဆိုရှင်ကျွန်တော်ဒူးစရိုက်လို့ပြောတဲ့အခါမှာဆိုရှင်မကောင်းတာကိုလှုပ်တယ်မကောင်းတာကိုကြံတယ်မကောင်းတာကို တွေးတယ် အမကောင်းတဲ့အမှုရာတွေဆိုလို့ရှိရင်ကျွန်တော်လောက်ဆောင်တယ်။ဘုရားရဲ့ရှိတော်မှာမှာလည်းပဲမြင့်မြတ်ခြင်းမရှိသလိုဆက်စုံယုံရှာဖွေရာဖြစ်တယ်လို့ပဲလူမှုအတိုင်းဝိုင်းရဲ့ရှိမောက်မှာလည်းပဲကျွန်တော်တို့ရဲ့အကျင့်စာရိတ္တတွေဖောက်ပြန်နေတဲ့အာစကားဘုရားရဲ့နှုတ်ကပတ်တော်တရားစကားကိုနားမထောင်ဘူး။ဒါဒီမှာတော့ရှင်တမချမ်းသာပါပြောလဲဆိုတော့ဒုစရိုက်ပြုတော်သူမြေတွေကပြညတ်တော်ကိုလူကြိုးခြင်းဖြစ်တယ်တဲ့နော်။ဒုစရိုက်ပြုတယ်ဘုရားရဲ့လူတော်ကိုလိုက်မလျှောက်ဘူးကျွန်တော်တို့လူသားတွေကပဲ။ ကျွန်တော်ကတော့ရှင်တခါတရံမှာဘုရားကဘာပြောလဲဆိုတော့ကျွန်တော်ကဘာပြောထားလဲမင်းတို့ရဲ့ခန္ဓာကငါရဲ့ဗိမ္မာဖြစ်တယ်လို့ပြောတဲ့ခါမှာကျွန်တော်ကတော့ရှင်ဘုရားစကားနားမထောင်ပဲနဲ့ကျွန်တော်တောက်ချင်တိုင်းတောက်တယ်၊မူးချင်တိုင်းမူးတယ်၊ယူးချင်တိုင်းယူးတယ်၊သုံးချင်တိုင်းသုံးတယ်နော်စသည်အားဖြင့်ကျွန်တော်ကကိုယ်အလိုလိုက်အကြိုက်ဆောင်ပြီးတော့ကျွန်တော်လုပ်ခဲ့တယ်အဲ့ဒီလုပ်လိုက်ခြင်းအားဖြင့်ကျွန်တော်ကတော့ရှင်ဒူးစရိုက်ရဲ့ကိုပြုတ်တဲ့သူတွေဖြစ်နေတယ်နော်ဒါဒီဒူးစရိုက်ကိုပြုတ်ရခြင်းအကြောင်းရင်းကအဓိကတော့ရှင်ဘုရားရဲ့အလိုတော်ကိုလွန်ကျူးတဲ့ပြုသူဖြစ်တယ်တဲ့ ဘုရားစကားကိုနားမထောင်ဘူးဘုရားစကားနားထောင်တဲ့သူဆိုလို့ရှိရင်တော့ဘုရားအလိုတော်တိုင်းအသက်တာကိုရှင်းသင်ပါမယ်တော်မြင်တယ်ဖရာစကားကိုယနေ့လူသားတွေကနားထောင်ခြင်းခွန်အားအားနဲ့နေကြတယ်เนาะအားနဲ့နေကြတယ်ဖရာသခင်ကိုယုံရင်ပြီးတော့ယုံယုံရင်ပြီးတော့ဆိုပြီးတော့ကျွန်တော်ဘာဖြစ်လဲပြီးသွားလို့မရဘူးယုံရင်ဘာလုပ်ရမလဲကျွန်တော်ကိုယ်တိုင်ကစကားနားထောင်ရမယ်လိုက်လျှောက်ရမှာဖြစ်တယ်ကျွန်တော်ကယုံတယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကထင်ရဆိုင်နေပဲဆိုရင်တော့ဒါကားဆိုရှင် ဘုရားရှင်ကိုကျွန်တော်ယုံနာမှုဖဲနဲ့ကျွန်တော်ဘုရားရှင်ရဲ့နာမတော်ကိုအလွဲသုံးစားလုပ်နေတာဖြစ်တယ်ဆိုတာကိုယနေ့ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ဖြစ်တယ်เนาะအာကျွန်တော်တို့ဒီသွာလာလှုပ်ရှားတဲ့ခါမှာတချို့ကယုံကြည်သူယုံကြည်သူလို့ပြောတယ်ဒါပေမဲ့ယုံကြည်သူနဲ့တွေ့လိုက်တဲ့ခါမှာဘာဖြစ်လဲယုံကြည်သူကမူးနေတယ်ယုံကြည်သူကတခါလေဘာဇက်ကနေမှအနံ့နေတထောင်းထောင်းထွက်နေတယ်စသည်အပြင်ယုံကြည်သူကစိတ်လေးတွေတောင့်နေကြတယ်ယုံကြည်သူကကိုးနေဝါနေကြတယ်ယုံကြည်သူကယုံကြည်သူလို့ပြောပြီးတော့ယနေ့ကျွန်တော်ဘုရားရှင်ရဲ့သားသမီး ဖြစ်ရသောအခွင့်ရတာကတကယ်မုံမြတ်တယ်။ဒါမဲ့မုံမြတ်တဲ့ခွင့်ရေးကိုကျွန်တော်ကိုယ်တိုင်ကဆုံးရှုံးအောင်လုပ်တယ်။နော်ဒါဆိုရှင်ယုံကြည်သူအဆင့်ကိုကျွန်တော်ရောက်ပြီလား။ယနေ့ကျွန်တော်မင်းကုန်းထုတ်เสียအကြောင်းရှိတယ်။ဒါဘုရားသားသမီးလို့ပြောတဲ့ခါမှာယနေ့ကျွန်တော်ကိုယ်တိုင်ကယနေ့ဘုရားသားသမီးပိသစွာနေဖို့ရန်အတွက်အလုံးမပင်ရေးရှိတယ်။ဒါကြောင့်ဒူးစရိုက်ဒူးစရိုက်ဒီကပညတ်တော်ကိုလူကျူးခြင်းဖြစ်တယ်ရေးတဲ့နော်။ဒါဒီဒုစရိုက်တွေဒီမိမိကိုယ်တိုင်ကမိမိဇာတိသဘောကိုလိုက်ပြီးတော့လုံနေတဲ့သဘောတရားတွေအားလုံးက ဘုရားသခင်ရဲ့အလိုတော်ကိုလွန်ကျူးတာဖြစ်တယ်တဲ့နော်ဘုရားသခင်ရဲ့အလိုတော်ကိုလွန်ကျူးခြင်းဟာဆိုရင်ကျွန်တော်တို့ဘလောက်အန်တရရှိတဲ့ချစ်တဲ့မိတ်ဆွေပေါ့နော်ဒါယောရှုမစာအခန်းကြီး24ပိုင်းငယ်နှစ်ကိုကြည့်တဲ့အခါမှာဆိုရင်လည်းပဲအာဗြဟံနဲ့နာကောရောဤအဘတေရမှာဆက်၍သင်တို့ဘိုးဘေးများတို့သည်နော်ဒါပထမပညာတော်ကိုလူကျိုးခြင်းအကြောင်းကိုလေ့လာတာဖြစ်တယ်အခြားတစ်ပါးသောဖျားကိုဝေပြကြသည်တဲ့နော်အာဒီမှာကြည့်တဲ့အခါမှာဆိုရှင်နော် ဒီတေရမှာစ၍တင်တို့ဘိုးဘေးတွေဘိုးဘေးတွေကဆိုရှင်ဘုရားသခင်ကပြညောက်တော်ထဲမှာမရှိမလဲရုပ်ထုစိတ်တုကိုကိုဖို့မလုံနဲ့မကိုကွယ်လို့ပြောတယ်ဒါအခြားတစ်ပါးသောဘုရားတွေကိုကိုကွယ်ကြတယ်ယုံကြည်ကြတယ်ဒါကြောင့်ဘိုးဘေးတွေကစပြီးတော့မားခဲ့ကြတာဖြစ်တယ်ဘုရားရဲ့ပြညောက်တော်ဘုရားရဲ့အလိုတော်ကိုမလိုက်လျှောက်ခဲ့တဲ့အတွက်ကြောင့်အာဒီခေတ်ဆက်ဆက်မှာဆိုရှင်ကြည်လိုက်တဲ့ခါမှာဘာဖြစ်လဲဒုက္ခတွေရောက်ခဲ့ကြတယ်ဝမ်းနဲ့ကြေကွဲမှုတွေရင်ဆိုင်ခဲ့ရတယ်ဒါကြောင့်ဘုရားသခင်ရဲ့အလိုတော်ကိုလွန်ကျူးခြင်းကဒါအပြစ်ပဲ နော်ဒါကြောင့်အပြည့်ရဲ့ခါကဆိုရှင်နော်ကျွန်တို့ကလုံးဝခံစားရမှာဖြစ်တယ်နော်လုံးဝခံစားရမှာဖြစ်တယ်ဒါကြောင့်ဒီမှာကြည့်လိုက်တဲ့ခါမှာဆိုရှင်နော်အာကျွန်တော်ဆက်လက်ပြီးတော့လေ့လာတဲ့ခါမှာဆိုရှင်ကပ္ပဥချံခန်းကြီး35ပိုင်းငယ်1လေးကိုကြည့်တဲ့ခါမှာယာကုတ်တီမိမိအိမ်သူအိမ်သားတို့မှာယုတ်ထုများကိုပြစ်ပယ်ကြရန်အမိန်ပေးသောကြောင့်သူတီပြည့်ညတ်တော်ရှိကြောင်းဝန်ခံသည်တဲ့နော်ဟုတ်ပြီယာတို့ကောက်ကဆိုရှင်နော်သူ့ရဲ့အိမ်သူအိမ်သားတွေကို ။ဘာပြောလဲဆိုတော့ကျွန်တော်ရဲ့ဘိုးဘေးဖြစ်တဲ့ယာကုတ်ကတော့မင်းတို့ထဲမှာရှိတဲ့ရုပ်ထုတွေကိုဘာဖြစ်မလဲ။ဖယ်ပြစ်ကြ။เนาะဖယ်ပြစ်ကြ။အိမ်မှာလည်းမထားနဲ့။မိမိရဲ့ခြံဝင်းထဲမှာလည်းမထားနဲ့။အားလုံးကိုဘာဖြစ်လဲ။ဖယ်ရှားပါဆိုပြီးတော့အမိတ်ပေးတယ်เนาะ။အဲ့ဒီအမိတ်ကိုနာခံခြင်းကအဲ့ဒီအမိတ်ကိုထုတ်ပြန်ခြင်းရဆိုရင်ဖယားသခင်ရဲ့ပြညတ်တော်ရှိချောင်းကိုလူသားတွေကဝန်ခံဖို့ဖြစ်တယ်เนาะ။ဒါကြောင့်ဘုရားကမကြိုက်တဲ့ຢာကိုကျွန်တော်ကမလုပ်ဖို့ရန်အတွက်ဖြစ်ပါတယ်တဲ့။เนาะဒါကြောင့်ကျွန်တော် ယုတ်ထုလို့ပြောတဲ့ခါမှာဆိုရှင်ယနေ့ကကျွန်တော်ကမြင်ရောက်မိတယ်မြဲတစ်သားယုတ်ထုလားဒါမှမဟုတ်လည်းပါပဲလေအာကြောက်ယုတ်ထုလားဒါကျွန်တော်မြင်ရောက်မိတယ်ယုတ်ထုလို့ပြောတဲ့ခါမှာအဲ့ဒါကိုပြောတာမဟုတ်ဘူးစစ်တဲ့မိတ်ဆွေပေါ့နော်မိမိကဖျားထက်ဦးစားပေးတာကိုအဲ့ဒါယုတ်ထုကိုကိုွယ်တာလို့ခေါ်တယ်။နော်ဖျားထက်ဖျားကိုကိုကိုွယ်ရမှာထက်မိမိကဆိုရှင်မိမိယုံကြည်ရာမိမိရဲ့အာမိမိရဲ့စိတ်ကစိတ်ကိုအလိုတိုလိုက်ပြီးတော့ဦးစားပေးလုပ်တဲ့အရာတွေနော်မိမိရဲ့ခန္ဓာကိုယ်သွေးသားမှာလည်းပဲတောင်းတတဲ့အရာတွေမှာဆိုရှင် ဖယားကကောင်းတဲ့ຢာစားပါကောင်းတဲ့ຢာမြည်ပါလို့ပြောပြမယ်ကျွန်တော်ကမကောင်းတဲ့ຢာကိုတန်တားမိတဲ့ຢာတွေဒါကြောင့်ဖယားရှင်ကိုဦးစားပေးရမယ်စားကိုယ့်ရဲ့စိတ်တဘောအလိုကိုမနှောကိုကြိုက်ဆောင်ပြီးတော့လှုပ်ဆောင်တဲ့အရာတွေအားလုံးကဒါမိမိကိုယ်ွယ်တဲ့ရုပ်ထုတွေဖြစ်တယ်။ဒါဒီရုပ်ထုတွေကိုကျွန်တော်ဘာလုပ်ရမလဲ။ဖယ်ကျင်းလိုက်ဖို့ဖယ်ရှားလိုက်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်။ချစ်တက်မိတ်ဆွေပေါင်းတို့တာမမကပဲနဲ့ကဘာအကြံခိုင်းနဲ့ပိုင်းငယ်တစ်သုံးကိုကြည့်တဲ့အခါမှာလည်းပဲကဘာကဘာဖန်ဆင်းတော့အခါမှာဆိုရှင် သင်းနာတောင်မရောက်မီစတုထပညတ်တော်ရှိကြောင်းသိမှတ်ကြတယ်တဲ့နော်ဒါကြောင့်ဒီသင်းနာတောင်ပေါ်မှာမရောက်ခင်ကတည်းကเนาะဒီဖန်ဆင်းကတည်းကဒီပညတ်တော်ထဲမှာဆိုရှင်เนาะဒါစတုထပညတ်လို့ပြောတဲ့ခါမှာဥပုံနေရှိကြောင်းကိုသိကြရတယ်เนาะဥပုံနေရဲ့အရှင်ကဖရာပဲလေเนาะဖရာသခင်ကဥပုံနေကိုကျွန်တော်တို့အတွက်ပေးခဲ့တာဖြစ်တယ်နောက်ဒီဥပုံနစ်ဆိုတဲ့ဒီပညာချက်ကဆိုရှင်တော့ဟောကဘာဖန်ဆင်းတဲ့အခါကဒီမှာဖန်ဆင်းတဲ့အခါနဲ့ ေးနာတောင်မရောက်မီနော်အဲ့ဒီချိန်ကနေစပြီးတော့ဒီရှိခဲ့တယ်ဆိုတာတွေ့ရတယ်ဒီမှာဆက်လက်ပြီးတော့ဖတ်ကြည့်လိုက်တဲ့ခါမှာထိုတတ္တမနေ၌ညင်ဝတ်စွာနေတော်မူ၏ဒါကြောင့်ကဘာမဖန်ဆင်းမီကတဲ့ကဒီဥပုဒ္ဒေနေရာရှိပြီးသားနော်ဓမ္မကမနေဒီသေးနာတောင်ပေါ်မှာပညာတော်ဆယ်ပါမပေးခင်ကတဲ့ကဥပုံနေဆိုတာ ရှိပြီးသားပဲဒါကြောင့်ဥပုံနေရဲ့ရှင်ကဖရားပဲလေနော်ရောက်ဘုရားရှင်ကတို့ချေထိုတတ္တမနေ၌ညင်ဝတ်စွာနေတော်မူ၏ဆိုပြီးတော့တမချန်းစာက ဖော်ပြထားတယ်ဒါကြောင့်ထွန်းမြောက်အကြံခိုင်းစစ်ချောက်ပိုင်ငယ်လေးကိုကြည့်တဲ့အခါမှာလည်းပဲဘာပြောထားလဲမိုးကောင်းကင်မုံမိုးကိုရွာစေခြင်းနေတိုင်းသိမ့်ရွာသောအရာထက်ချောင်းရမြောက်သောနေ့တွင်နှစ်ဆကိုသိမ့်ယူဖို့ရတဲ့ပြင်ဆင်ကြရတယ်တဲ့နော်အာဒီမှာဆိုလို့ရှိရင်တော့ထွန်းမြောက်အကြံခိုင်းစစ်ချောက်ငယ်လေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာအာဒီအီဒီလာလူမျိုးတွေဒီတိနာတောင်ကို ရောက်အောင်ဖះကအာဒီပို့ဆောင်တဲ့အချိန်တော်တွင်းမှာဆိုရှင်လည်းပဲအာဒီ တော်ထဲမှာကျင်လည်ရတဲ့ချိန်မှာသူတို့အတွက်အစာဟာအတွက်ဘုရားသခင်ကောင်းကင်ကနေမှာမာနမုံကိုရွာပေးတယ်ဘုရားမုံဘုရားလှုပ်ပေးတဲ့မုံဘုရားကိုယ်တိုင်ဖုတ်ပေးတဲ့မုံကိုသူတို့ကစားကြရတာဖြစ်တယ်เนาะဘုရားကိုယ်တိုင်ကတီထွင်ကြံစားတဲ့မုံကိုသူတို့စားခဲ့ကြတယ်နေ့တိုင်းမုံမိုးရွာပေးတယ်ဒါပေမဲ့ဘုရားရှင်ကဘာပြောတယ်ဆိုတော့အဲဒီ6ရက်မြောက်သောနေ့မှာနှစ်ဆကောက်ပါတဲ့နှစ်ဆကောက်ပါလို့ပြောတဲ့အခါမှာဘုရားရှင်ကဥပုံနေ့မှာအလုပ်လုပ်ပေးလား ူပုံးနေမှာအလုံးလုံးသလားညင်ဝတ်စနေသလားဆိုတာဒီမှာကွင်းကွင်းကွက်ကွက်ပေါ်လွင်စေတယ်နော်ကောင်းကင်ကမနေမှာမာနမုံကိုနေတိုင်းရွာပေးတယ်နေတိုင်းကျွန်တော်တို့ကဆိုရှင်ကိုကိုလုံလောင်းတလောက်လေးပဲတင်းอยู่ကြရတယ်နော်မနေ့စာညစာလုံလောင်းတလောက်ပဲဖခင်ကတင်းခိုင်းတယ်ဒါမဲ့လည်းပဲဒီချောင်းရက်မြောက်တော့နေအဖိတ်နေတောက်တာနေရောက်တဲ့ခါမှာဖခင်သခင်ကဗလဲမုံမိုးကိုရွာပေးတဲ့ခါမှာအခါတိုင်းနေ့ထက်နှစ်ဆရွာပေးတယ်နော်နှစ်ဆရွာပေးပြီးတော့အခါတိုင်းနေ့ထက် နှစသိန်းယူခိုင်းတယ်နော်နှစသိန်းယူခိုင်းတယ်ဒါကြောင့်မနေ့ပြန်နေဆိုလို့ရှိရင်ဒါဥပုံနဲ့ရောက်လာပြီဥပုံနဲ့ရောက်တော့မယ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကဒီမှာတို့ချင်တမချမ်းချမ်းမှာခုနကတော့ရှင်ကပ္ပောက်ချမ်းခိုင်းနှစ်ပိုင်းကတိကနေ၃ကိုလေးလာတဲ့ခါမှာထိုတတ္တမနေ့၌ညင်ကိုစွာနေတော်မူဤဆိုပြီးဘုရားဘုရားကတတ္တမနေ့မှာဘာကိုမှမလုပ်ဆောင်ဘူးညင်ကိုစွာနေတယ်အဲဒီကြောင့်တတ္တမနေ့မှာဘုရားသခင်ကမုံမို့မရွာပေးတော့ဘူးဘုရားကညင်ကိုစွာနေတဲ့အတွက်ကြောင့်တတ္တမနေ့မှာဘုရားသခင်ကလူသားတွေအတွက်မုံမလုပ်ပေးတော့ဘူး နော်အဲ့တို့ကြောင့်မုံမလို့ပေးတဲ့တို့ကြောင့်အဲ့ဒီနေ့အတွက်နှစ်စာကောက်ပါလို့ဘုရားကမိန့်မာခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ရဲ့ပညာတော်ဟာဆိုရှင်ဘုရားသခင်ရဲ့ပညာတော်10ပါးရှိကြောင်းဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ပြီးတော့ဒီပညာတော်10ပါးကဆိုရှင်ဘုရားသခင်ကကျွန်တော်တို့အတွက်တကယ်ပေးအပ်ခဲ့တဲ့ပညာတော်ဖြစ်တယ်။ဒီပညာတော်တွေကြီးလိုက်တဲ့အခါမှာဆိုရှင်လည်းဘုရားသခင်ကဆိုရှင်ကျွန်တော်အားလုံးကိုချစ်တဲ့အတွက်ကြောင့်ပေးခဲ့တာဖြစ်တယ်။ ဒီကြောင့်ဒီပေးခဲ့တဲ့ theme မှာကျွန်တော်အားလုံးကလည်းပဲဖရာရဲ့ပညာတော်ဖရာရဲ့အလိုတော်ကိုကျွန်တော်အားလုံးလိုက်လျှောက်ပြီးတော့အသက်ရှင်မယ်သွားလာမယ်လှုပ်ရှားမယ်ဆိုရင်ချစ်တတ်မယ်ဆိုရင်တင်းရဲ့တဘာဝတာအတွက်လုံးဝလုံခြုံစိတ်ချမှုအပြည့်အဝရရှိအောင်မကပဲနဲ့တင်းရဲ့အသက်အတွက်လည်းပဲလုံးဝအကျိုးရှိမှာဖြစ်တယ်။နော်တင်းရဲ့အသက်ကဒီရာသက်ပံအသက်ရှင်ဖို့အတွက်အကျိုးရှိမှာဖြစ်တယ်။နော်သာဝရအသက်ရှင်ခြင်းဖို့ရန်အတွက်သာဝရဖရာရဲ့ပေးမဲ့နော် ကဲတင်ချက်စုကျေးဇူးကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ဘုရားရဲ့အလိုတော်ကိုမဖီဆန်ပဲနဲ့ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်နိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေလို့ဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ။